အလောင်းမအာရုံမဆိုင်နိုင်ဘူးအလောင်းမညံမမီဘူးဆိုလို့ရှိရင်ဒီကောက်ကိုသွားမကြည့်ရကောင်းတယ်ဒီကောက်ကိုဆက်မကြည့်ရကောင်းတယ်ပပပပကာရီတော့ကြည့်စဉ်းစားနာလို့ကြည့်တကယ်တော့ Chainsaw Man movie ကကြည့်ရတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းငယ်ငယ်တုန်းကတော့အဲ့လိုမျိုး enemy series ကိုတထိုင်နဲ့မကြည့်ဖြစ်ကွာစဉ်းစားတကူစားတော့တထိုင်နဲ့မကြည့်ဖြစ်ခုနောက်ပိုင်းပေါ့ဒါပေမဲ့အဲ့လိုမျိုးဇလန်းအရန်တည်ရင်သွားတဲ့အခါမျိုးတွေ ဘယ်လိုပြောမလဲစိတ်မထိန်နိုင်တဲ့အခါမျိုးတွေမှာမန်ဂါကိုအွန်ဂိုရင်းနောက်ဆုံး chapter အတိပဲဖြစ်ဖြစ်အဲ့လိုမျိုး anime တိပဲဖြစ်ဖြစ်ဖတ်ဖြစ်တယ်ပေါ့လေပြောရင် spoiler မိရေပေါ့ဗျာဒါပေမဲ့ဒီ Chainsaw Man movie ကကျွန်တော်ရဲ့ဘဝတစ်လျှောက်လုံးမှာလုံးဝ spoiler မမိပဲနဲ့ movie quality အပြည့်နဲ့ခံစားပြီးကြည့်ခဲ့ရပထမဆုံး anime movie ဖြစ်တယ်ပြောရင်ကွာ တော်တော်လေးကြည့်တော့ကောင်းတယ်စပိုင်လာမမိတော့ကျွန်တော်ထရီဒါတော့မကြည့်ဘူးကွာမြင်သမျှတိုင်းကအစ်စ်တီးပဲတွေ့သမျှကြားသမျှစကလုံးနေတိုင်းစင်းနေတဲ့ animation တွေတိုင်းကလုံးဝ new knowledge ကြီးကွာကြည့်ရတော်တော်လေးကောင်းတယ်ပြီးတော့ကျွန်တော်အရင်ဗီဒီယိုတွေမှာတုန်းက Demon Slayer movie နဲ့ Chainsaw Man movie ကိုရှင်းပြောရပေါ့နော်။အာ Demon Slayer movie ဘက်ကနားရသူတွေရှိသလို Chainsaw Man movie ဘက်ကနားရသူတွေရှိတယ်။ဒါပေမဲ့ကျွန်တော်ဘာလို့အဲ့လိုပြောရလဲဆိုရင် ဒီမွန်စလီယာမူဗီကိုလာကြည့်ရသူတွေလာကြည့်ရသူတိုင်းက enemy fan တမဟုတ်ဘူးပြောရင်ဒီကောင်တွေက enemy ကိုကြီးလို့ anime ကိုကြီးလို့လာကြိုက်လို့လာကြည့်ရဆိုတာမျိုးတက် popping ဖြစ်နေလို့ဒီဂျပန်ကာတွန်းကဘာများကောင်းနေမှာမို့လို့လဲဆိုပြီးလာကြည့်ရခေါင်းတွေကြောင့်အာဇလန်းကိုဇလန်းလို့မကြည့်အာဇလန်းကိုဇလန်းလို့မကြည့်ပဲနဲ့ popping ဖြစ်လို့ရုပ်ရှင်ုံနဲ့လာထိုင်နေပုံစံမျိုးကွာပြောရရင် ရုပ်ရှင်ကြီးနေနေရုပ်ရှင်နဲ့မှာ focus အပြည့်မရှိဘူးတချို့ဆိုဖုန်းသုံးနေရရရှိရယ်ကျွန်တော်ဒီဗီဒီယိုထဲမှာလည်းပြောတော့ပြောထားပြီးသားပါအခုပြထားတဲ့ဗီဒီယို link ထည့်လို့ရလားမရလားကျွန်တော်လည်းမသိဆိုတော့ထားပါတော့ရုပ်ရှင်ကြီးနေနေဖုန်းကြီးထောင်ပြီးသုံးနေရပါအဲ့ဒါကြီးကစောင်းရင် flash ဖုန်း lighting ရရုပ်ရှင်ကြီးရနေမှာတော်တော်လေးကို annoying ဖြစ်တယ်အဲ့ဒါကြီးလည်းဒီလိုကောင်တွေကနားမလဲပြီးတော့ စွန့်ပြုတ်လို့ focus မရှိရတဲ့အတွက်ဒီကောင်တွေကရုပ်ရှင်ကြည့်ဖို့အားရမဆိုင်ပြောရင် Demon Slayer Infinity Castle movie ကဘယ်တဲ့ scene စောင်းရင်းမြိုင်နေမဲ့ movie ဆိုတော့တည်တည်ရဒီကောင်တွေကမူလိုက်ရှာစားဖို့လောက်ပဲစဉ်းစားနေရဒါတခုပြောရရင်ပြီးရင်ဖင်မငိမ့်กว่าအားနေသေးတော့ပေါ့နေတချို့ကောင်တွေကြောက်လဲစောင်းနေကိစ္စုံနေရရှိပါဒီလိုက်ကြည့်နေရလားဆိုမဟုတ်ဘူးလိုက်ကြည့်နေစရာမလိုအောင်မြင်ရတာ အားရမလို့ကျွန်တော်ကဒီမွန်စလီယာကိုကြီးရဲ့ကောင်တွေတော်လာရေးဆောင်းရဲများတယ်လို့ပြောခဲ့ရပါတော့အားအနေရှင်လိုက်လို့ရှိရင်ချင်းဆုံးမမူယူမှာကြီးခဲ့တဲ့ audience ကြီးကလုံးဝ quality audience ကြီးဘသူမှအာရုံလွင်လာမရှိဘူး time မိကြည့်ကြတဲ့လုံးဝစလုံးအကုန်လုံး focus ထား audience and movie you focus ထားတယ်ဒီကောင်နေရှည်တဲ့နေရာမှာရှည်ရ high တဲ့နေရာမှာ high တဲ့အောင် site တဲ့နေရာမှာ site တဲ့တော်တော်လေး quality ဖြစ်တဲ့ audience လို့ပြောလို့ရတယ်။ဆိုတော့ထားပါတော့ဒါတော့ comparison ပါ။အခုဆိုရင်တော့တော်တော်များများကချိန်ဆမတ် movie ကိုကြည့်ပြီးသွားတော့ကြပြီလို့ထင်တယ်။အာတော်တော်များများပြောနေကြတာက Razer နဲ့ Danji ရဲ့ fight scene တွေ animation တွေအတွက်သူတို့ရဲ့ romance moment တွေကိုပို့ပြီးပြောကြတာများတယ်။ဆိုတော့ထားပါတော့ဒါဥစဉ်ကြီးရဲ့ entertainment ပဲ။ ခုကျွန်တော်ပြောပြသွားမှာက fan theory ပါမယ်ကျွန်တော်ကိုယ်တိုင်ထုတ်ထားတဲ့ fan theory လည်းပါကောင်းပါမယ် as a add လည်းပါမယ် hidden feature လည်းပါမယ်ခင်များတို့ရုပ်ရှင်ကြည့်ုံနဲ့မတိလောက်ဘူးဆိုတဲ့အရာတွေကိုကျွန်တော်ပြောပြသွားပေးမယ်အော် manga ဖတ်တဲ့သူတွေအနေနဲ့ကျွန်တော် information မှရင်ဝင်ထောက်သွားလို့ရတယ်စင်မစိုးဘာလို့လဲဆိုတော့ကျွန်တော်ကဒီရာကို full time content creator အနေနဲ့ဝင်ပြီး join ဖို့အတွက်ကြောင့်နည်းနည်းလေးစောနေသေးတယ်။ဘာလို့လဲဆိုတော့တစ်ဖက်မှာ personal life တွေရှိရခါကြတော့တခြားအလုပ်တွေလည်းရှိရခါကြတော့ information ကောက်တာမှားကောင်းမှားလိမ့်မယ်။မှားသွားကြလို့ရှိရင်လည်းဝင်ပြီးထောက်သွား same so ဆိုတော့စတာပေါ့။ Makima နဲ့ Danji ရဲ့သူတို့ရဲ့ date ပေါ့ကွာသူတို့ရဲ့ movie date ပေါ့။ movie 10ကားမှာသူတို့နောက်ဆုံးကြည့်တဲ့ကားမှာမှာ တို့နှစ်ယောက်လုံးငိုခဲ့တယ်။တန်ရှင်ငိုခဲ့ရအကြောင်းရင်းတော့ကျွန်တော်မရှာမိလိုက်ဘူးပေါ့နော်။ဒါပေမဲ့မာကီမာလိုမျိုးခင်ဗျားခုချိန်တော့ဆိုရင်တီးပြီးလောက်ပါပါ။ absolute feeling อ่ะဘာလို့ဒီခန်းမှာအေးကြာလဲ။ဆိုတော့ तू อ่ะချင်းစုံမင်းရဲ့ hard ကိုလိုချင်တာတည်ရွာဒါပေမဲ့အဲ့ချိန်မှာအဲ့ moment မှာ तू อ่ะအတန်းကြီးကို control လုပ်ဖို့စူးစမ်းနေရမှာမဟုတ်။အဲ့ဒီအမေနဲ့တာလား ဖက်လိုက်တဲ့စင်းကနော် equality နှွေးထွေးမှုရပါတယ်ဂယူဆိုင်မှုရပါတယ်ပြောရင်သူ့ဘဝတလျှောက်လုံးမှာဘမာမမရခဲ့ဘူးတဲ့ feeling မျိုးခံစားလိုက်ရလို့ဟိုပါဖြစ်တယ်ပြီးတော့သူတို့ကြည့်ခဲ့တဲ့ movie ပေါ့နော်သူတို့ကြည့်ခဲ့တဲ့ movie ကအခုပမာ အဲ့ဒါက The Ballad of a Soldier လို့ခေါ်ရင်ပြောရင် Russian movie ပေါ့နော်1959ခုနှစ်မှာထုတ်ထားတာပြောရင်ဒီကားထဲမှာက Maki မှာအာဒီ scene ဒီ moment မှာ Maki မှာနဲ့ Danji နဲ့ငိုတာကိုပဲပြထားပြီးမြင်သူတို့ရဲ့ fortune ပေါ့နော် fortune telling လို့ခေါ်လား story telling လို့ခေါ်မလား future story telling လို့ခေါ်မလားအဲ့ဒါကဒီခန်းထဲမှာဖတ်လိုက်တဲ့ scene က Resin နဲ့ Danji ရဲ့နောက်ဆုံးသူတို့ပင်လယ်ပြုတ်ကြပြီးတော့ သူတို့နှုတ်မဆက်ခင်နောက်ဆုံးဖတ်လိုက်တဲ့စာရင်းကိုတွားပြီးတော့ for share လို့လုပ်နေရဲ future story telling ဖြစ်တယ်။ကျွန်တော်တို့ဒီကားမှာကြည့်လို့ရှိရင်ဇလန်းလေးနဲ့ကြီးရဲဆိုတာတက်အများကြီးပိုတယ်။ပြောရရင်ကွာ if you blink it you miss it ကွာ။ so ခဏလို့ရှိရင်ရှုံတင်သေးလို့ရှိရင်နောက်တစ်ခေါက်သွားကြည့်ကြ။ဒါမှမဟုတ်ရုံမတင်တော့ဆိုလို့ရှိရင်လည်းကျွန်တော် find website တစ်ခုကိုကျွန်တော်ကွန်မန့်မှာရေးပြီးသားမယ်။ဆိုတော့နောက်တစ်ခု ရေစေကပူးစင်းပေါ့နော်ပူးစင်းဒီနိုင်ငံမှာတော့ဖျက်ချထားခံရတယ်ရှေ့ဗီဒီယိုမှာပြောထားသလိုမျိုးပဲအာဒီနိုင်ငံမှာတော့မဟုတ်နိုင်ငံသုံးနိုင်ငံမှာဖျက်ချထားခံရတာထားပါတော့ကျွန်တော်အဲ့ဒါကိုလည်းဖျက်ချထားခံရတဲ့စင်းကိုလည်းကျွန်တော်တင်ထားပြပြရပြီဒါပေမဲ့ရေစေကဒန်ဂျီကိုအိတ်ကြားမှတော့ရေကူးတင်ပေးရအဲ့လိုရေကူးတင်ပေးခဲ့ပြီမယ်လေရေစေ because fear သူရဲ့အကြီးမားဆုံးကြောက်တဲ့ဟာရေဖြစ်နေတယ် ပြီးတော့နောက်ပိုင်းကွာမန်ဂါ chapter ပေါ့နော်ဒီ movie အပြီးမန်ဂါ chapter မှာတန်ဂျီက Razel သတိမရအောင်သတိရတယ်သတိရလိုက်တဲ့အချိန်တိုင်းမှာတန်ဂျီက Razel ကို Razel အနေနဲ့မြင်တယ်သူ့ရဲ့ imagination သူ့ရဲ့စိတ်ကူးပုံရိပ်ထဲမှာပြောရင်ကွာတန်ဂျီနဲ့ Razel အလုံး intense ပဲနေအောင်လုံးကသူတက်ကိုတက်လုတ်ခဲ့တဲ့ဘယ်တဲ့အထိဖြစ်ခဲ့ကြပါ့မယ်တန်ဂျီက ရဲစေဘယ်တော့မှအတီမွန်ဖြစ် devil ဖြစ်မမြင်ခဲ့ဘူး။ဘာလို့သူရဲ့ imagination တွေကရဲစေကလေဘေးမှာသူဘွန်း devil ဖြစ်ဆွဲရတယ်ကွာလား။ပါမလား။ဒီတော့ Razer လိုမျိုး Razer ကကြတော့ကွာအာထားနောက်တစ်ခုမှပြောပြမယ် Razer ကဒီចောင်းမှာဗောနော assistant တယောက်နဲ့တွေ့ရဲ့အချိန်မှာပထမကတော့ចောင်းသူလေးတယောက်လို့កောင်းမလေးတယောက်လို့ပြေးလွှားနေပြီမဲ့သူကဒီလို face ဖြစ်သွားတယ်ဗောနော်လုံးဝ serious face ဖြစ်သွားတာက ဒီ assistant ပေါ့နော် assistant ကတန်ဂျီကို mention လုပ်လိုက်လို့တန်ဂျီကို तू ဘာကြီးလုပ်ပြမလဲဆိုတော့ mention လုပ်တဲ့တဲ့ချင်းအစားပြီးတော့ तू mental broke ဖြစ်သွားတယ်ဟမ်မဆောင်နိုင်တော့ဘူးအဲ့ဒါက Fuji Moto ရဲ့ဒီ story building အတွက်လုပ်ထားတဲ့ scene တစ်ခုတသက်ပါပဲပြီးတော့ပူစင်းမှာခင်ဗျားတို့ထူးထူးခြားခြားနဲ့သတိထားမိမလားတော့မသိဘူးတန်ဂျီနဲ့ Razer ပူစင်းမှာအာပင်ကူနဲ့ butterfly ပေါ့နော်အဲ့ဒါကိုအဲ့ဒါပြထားတာက သက်ပြောရင်ကျုံရံပြတာမဟုတ်ဘူးကွာဒန်ဂျီက Razer ရဲ့ Track Razer ထောင်ကျော်ထင်မှာမိသွားပြီးတော့ Razer Razer အလိုချဖြစ်သွားတယ်ဒါပေမဲ့တစ်ဖက်မှာလည်းဘယ်လိုဖြစ်သွားလဲဆိုတော့တစ်ဖက်မှာလည်းပေါ့ကွာသူကဒီ butterfly อ่ะ moon butterfly လို့ခေါ်အစိမ့်ရှိရယ်ကွာပြောရရင်ပြင်ပင်ကူอ่ะဒီ butterfly ကိုစားပြီးတော့ရှင်အစိမ့်မိပြီးတည်မှာဆိုတော့မူကြီးမှအဲ့လိုပဲ ုတ်တယ်တန်ဂျီရဲဆဲထောင်ချောင်းမိသွားတယ်ဒါပေမဲ့အဲ့လိုမျိုးရဲဆဲရဲ့ထောင်ချောင်းမိသွားပြီးရဲ့နောက်ပိုင်းမှာရဲဆဲရဲ့တန်ဂျီအပေါ်တကယ် fall in love ဖြစ်သွားပြီးတော့ tragic ending ဖြစ်သွားတယ်ဆိုတော့အန်နီယောက်ခင်ဗျားတို့သိတဲ့အတိုင်းပါပဲပြီးတော့ဒီ first jewel scene နဲ့ hanabi scene ပေါ့နော်ရဲဆဲကတန်ဂျီကိုသူ request လုပ်တာသူသူနဲ့အတူတူ country mouse လို့မလား ထွက်ပြီးမလားဆိုပြီးတော့တောင်းဆိုတယ်ဒါကတကယ်အလုံးမဖြစ်မှန်းသူသိနေရဲ့မာကီမာကအာဒန်ဂျီကို control လုပ်ပြီးဒါပြောရရင်ကွာဟိုလိုမျိုး control လုပ်တယ်ဆိုတာတက်မန်ဒယ်လီဘိုင်းကိုလုံးဝ control လုပ်ထားရဲ့ဆိုတော့သူနားလေဒါပေမဲ့လေ Razer ကအဲ့အခိုက်တဲ့အဲ့ moment မှာ तू က Razer က Razer အနေနဲ့ request လုပ်ခဲ့ရဖြစ်တယ်ဒါပေမဲ့လေဒန်ဂျီကအဲ့ဒီမှာ CD mouse အနေနဲ့ပဲဆက်သွားဖို့ရွေးခဲ့တယ်ပေါ့ဗျာ ဘရဇီကရုရှားရဲ့စပိုင်လို့ပဲပြောမလား secret weapon လို့ပဲပြောမလား secret soldier လို့ပဲပြောမလားပြောရရင် USS ဆိုဗီယက်ယူနီယံကလွတ်လိုက်တဲ့ချင်းစုံမဲ့နှလုံးကိုယူလိုက်ဖို့လွတ်လိုက်တဲ့စပိုင်တယောက်သူ့မရှင်ပေးလိုက်တာပေါ့ဆိုတော့သူ့ရဲ့လန်ရှော့တဲ့စင်းတော်တော်များများကြီးကြီးစစ်တိုင်းလန်ရှော့တဲ့ပုံစံနဲ့အတူတူပဲအာခင်ဗျားတို့မြင်တာအောင်ပြောလို့ရှိရင်အာဗီဒီယိုလေးကိုပြပေးထားမယ်ပေါ့နော် ဒီပြောရှင်ရယ်တော့ movie တစ်ချောင်းလုံး movie တစ်ချောင်းလုံးမှာမှာ movie anime movie and တော့တော့မဲ့သူကတောင်းလျှောက်အဲ့လိုမျိုးစသားလိုမျိုးလျှောက်ခဲ့ဒါပေမဲ့နောက်ဆုံးသူကတန်းကြီးကိုတွေးတော့မဲ့အချိန်မှာတန်းကြီးကိုတွေးနေရလမ်းကြားလေးရဝင်သွားတဲ့အချိန်မှာမှာ Razer က Razer ဆွဲကောင်မလေးနေနေပဲတန်းကြီးစီကိုပြေးသွားခဲ့တယ်ပြီးတော့ Jane Doe ဆိုရင်အဲ့လိုမျိုးဒီ Chainsaw Man movie ရဲ့ OSG လို့ပြောမှာ theme song လို့ပြောမှာတခြင်းတစ်ပုတ်ရှိတယ်ပေါ့ဗျာအဲ့တခြင်းတစ်ပုတ်ကတခြင်းကအဲ့လို couple ဆိုတာ duet ဆိုတာပေါ့ duet ဆိုတာတော့ तू က danji နဲ့ reserve conservation အသွားအပြန်ကိုစူထားတယ်လို့မျိုးစူထားတယ်ဘလောက်တောင် detail လောက်ထားလဲဆိုလို့ရှိရင် तू ကနောက်ပိုင်း reserve ကြီးခံရပြီးတော့ response မဖြစ်တော့တဲ့အချိန်မှာ reserve ဘယ်ကနေပြီးတော့အာစကားပြန်မပြောတော့တဲ့ပုံစံမျိုးအနေနဲ့ဒီကို ဒီနေ့လုပ်ထားတဲ့သချင်းပေါ့တစ်ခုဖြစ်တယ်ကျွန်တော်ရှေ့ဗီဒီယိုမှာလည်းအဲ့လိုသချင်းတူတူလေးထည့်ထားအောင်ကုတ်ပေးရမျိုးဒီမှာတော့ထည့်မပြတော့ဘူး Jane Doe ဆိုရဲအခုပြထားတဲ့ music video တရှိရဲ့တစ်ချက်သွားနားထောင်ကြည့်တော်တော်လေးစဉ်းစားဖို့ကောင်းတယ်ပြီးတော့ flower theory flower theory ကတော်တော်လေးစဉ်းစားဖို့ကောင်းလဲပြောရရဲ Danji နဲ့ Reze ပထမဆုံးတွေ့ရဲ့စဉ်းမှာ Danji က Reze ကိုပြစ်လိုက်တဲ့ပန်းကို Jabra လို့ခေါ်တယ်မြန်မာလိုကျွန်တော်မကြည့်မိတော့ဒီဒီပန်းလို့တော့တွေ့ရဗျ whatever white jabra ပေါ့သူကဘာကိုကုစားပြုလဲဆိုရင် purity ရယ် innocent ရယ် the beginning လို့ပြောတယ်သူတို့နှစ်ယောက် relationship ရဲ့အစကို ပုံဖော်ထားပြီးတော့နောက်ဆုံး movie အန်းခန်နီးမှာမှာ rese ရတဲ့ပန်းအနီရောင်လေးက love and passion လို့တေးပေးရပြောရရင် movie အစပိုင်းမှာနှစ်ယောက်လုံးကဘာ emotion ဘာ feeling မှမပါခဲ့ပြီးမဲ့ movie အစုံမှာနှစ်ယောက်လုံးအတွက် highlight လုပ်သွားတာကသူတို့နှစ်ယောက်လုံးက fall in love သွားပြီးပြောရရင် rese က ပြန်သွားလို့ရပြီပဲ rare ရ danger confession သွားလို့ဖို့ confession သွားလို့ဖို့ပြန်နေပို့အဲ့လမ်းမှာမှာ tragic ending ဖြစ်သွားတယ် okay နောက်တစ်ခုက coffee ဆိုင်မှာ danger က rare ကိုပေးထားတဲ့ပထမပန်းလေးရှိရောအဲ့ပန်းလေးကဘာဖြစ်သွားလဲဆိုတော့သူညာဘက်ထိရောက်သွားတဲ့အချိန်ပန်းရဲ့ပန်းရဲ့ပွင့်ဖက်တွေအကျွေးသွားတယ်ပြောရရင်အဲ့စင်းကဘာကိုပြောရလဲဆိုရင် တန်ဂျီနဲ့ရယ်စေးရဲ့သူတို့နှစ်ယောက်ထဲရှိရမယ့် happy hour ကတော့ဘယ်တော့မှအထက်မရှိလာနိုင်တော့ဘူး။ဒါသူတို့ရဲ့ ending ဖြစ်သွားပြီဆိုတော့မျိုးအသေးပဲရတယ်။နောက်တစ်ခုနောက်တစ်ခုက power power credit စင်မှာလာရတယ်။ခင်ဗျားကြီးရဲ့လူရှိလားမရှိလားမသိဘူးကျွန်တော်အရှင်ဗီဒီယိုမှာပြထားတယ်။ link လေးထည့်ပေးထားမယ်။အာပုံလေးလေးပြထားတယ်ပေါ့။ဆိုတော့အဲ့ဒီဗီဒီယိုမှာ credit စင်မှာ power ကတန်ဂျီကိုသူ့ရဲ့ပန်းနေတောင်းပေးမယ်။ တန်ကြီးကပန်းတွေဝါဆောက်လိုက်တယ်အဲ့စင်းကတန်ကြီးကသူ့ရဲ့ emotion ကိုမျိုးသိမ့်လိုက်တယ်ဆိုပြီးတော့ yeah အဲ့လိုထိပေးရတယ်ဗောလေနောက်တစ်ခုကဘင်းပေါ့နော်ဘင်းကာရက်တာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပြောရလို့ရှိရင်သူ့ရဲ့ငမန်းပုံစံသွားရတန်ကြီးနဲ့အတူတူပဲအာဒီ fan theory တခုတည်းမှာပြောထားတာက ဘင်းကတန်ဂျီရဲ့ parallel character လို့ပြောတာ ਐ သူ့ရဲ့ပုံစံအတိုင်းသူ့ရဲ့ personality အတိုင်းအဲသူ့ရဲ့အချင်းအချင်းအတိုင်းတစ်ထက်တည်းသွားကြနေတဲ့ character ကိုပြောလိုက်ရတယ်။ဒီထဲမှာခင်ဗျားတို့သိကြမှာပါ brain rock character ဖြစ်တဲ့ဘင်းอ่ะဗောနော် brain rock character ဖြစ်တဲ့ traveler လို့ traveler လာအဲ့ကောင်လည်းသွားတူနေရဆိုတော့ကျွန်တော် nice note ကြီးရကျွန်တော် light ရှာကြီးရဘေးကောင်အရင်ပေါ်ရတယ်ဗောဆိုတော့ light ရှာကြီးရအချိန်မှာ source မမမမတော့မသိဘောလေ ဘင်းကိုနိုင်ကဘင်းအရင်ပေါ်တာပေါ့နော်ဘင်းရဲ့အိမ်ငမန်းချောက်ပုံစံအရင်ပေါ်တာဖြစ်ပြီးတော့ manga chapter တခုမှလည်းအိမ်ငမန်းကနေပြီးတော့ပဲ draw draw လာဆိုပြီးတော့ပြောလိုက်တယ်ဆိုတော့အာ chapter clip တခုတွေ့ရတယ်ကျွန်တော်ဒီအပိုင်း line မကောင်းတော့ share ဘယ်လိုမှပြန် share လို့မတွေ့ရလို့ပေါ့နော်ဆိုတော့ပြောရရင်တော့ trailer လို့ trailer လာနေဘင်းနဲ့မှာဘင်းကအရင်ပေါ်တာပေါ့ပေါ့ပြီးတော့နောက်တစ်ခုနောက်တစ်ခုကကျွန်တော်ရဲ့ theory ပေါ့နော် ကျွန်တော်ရဲ့ theory တကယ်လို့ဒါများတကယ်လို့ပြောလို့ရှိရင်ကွာသူတို့ danger ရဲ့ reason ပြင်းပြင်းလေးတွေမျောရတဲ့အချိန်မှာ danger နဲ့ reason နဲ့တွေ့မယ်ဆိုတဲ့ကိစ္စရဲ့ကြည်ရအဲ့ကန်းကြီးမှပြောခဲ့တာကွာ ပြောရရင် danger နဲ့ reason အပြင်ပိုရှိနေတာဘင်းမင်းပြောရရင်ကွာသူတို့နှစ်ယောက် relationship ကိုဝင်နှောက်လိုက်တာဘင်းလို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့အဲဘင်းရဲ့ characteristic ရအဲ့လောက်ထိ စဉ်းစားနိုင်မှာမလားပေါ့နော်နောက်တစ်ခုနောက်တစ်ခုက Makima is listening ဆိုတာ TikTok ပေါ်မှာ trend ဖြစ်နေတာပေါ့နော်အာသူရဲ့ trainer လို့ပဲခေါ်မှာသူရဲ့ master လို့ပဲခေါ်မလားအဲ့ကောင်ရဲ့အဲ့ဘဲ manga chapter လေး clips နဲ့အဲ့လိုမျိုး Makima is listening ဆိုတဲ့ clip ကတော်တော်လေးနာမည်ကြီးနေပေါ့နော်ဆိုတော့ fan fight အရာ Razer ကចောင်းကမ်းမှာចောင်းမှာ assassin ကိုကြီးလိုက်တဲ့အချိန်မှာဆိုရဲ Russia သချင်း အဲ့ရုရှားသချင်းစုံနေတဲ့အချိန်မှာမာကီမိုင်းအစင်အောင်ထဲတိုင်းပြောရရင်အဲ့အဲ့လိုအားရအကုန်ဖြစ်ပြက်နေတဲ့အချိန်ကိုအချိန်တိုင်းအချိန်တိုင်းဖြစ်ပြက်တိုင်းဖြစ်ပြက်တိုင်းအောင်မာကီမိုင်းသိရပြောလို့ရှိရင်ချိန်ဆမန်မူဗီရဲ့ကာရက်တာတွေရဲ့ပါပို့တဲ့ရဲ့ဘလောက်ထိကြမ်းနေဆိုတော့ကျွန်တော်ပြောလို့မရသေးဘူးဗောနော်ကိုရန်ကလည်းမန်ဂါမှာဖတ်တော့အခုဘယ်ထဲမှာတော့ဟောအခုမူဗီမှာတော့တော်တော်ကြီးကြမ်းနေတာဘာလို့လဲဆိုရင် ပြောရမယ်ဒီအမှန်တကယ်ကျွန်တော်ဒီဗီဒီယိုရဲ့ thumbnail ကိုဘာကူကူ versus core ဝါလို့တင်လို့ဘာလို့ဆို Razer ရဲ့ Ryzen ကလည်းဘာကူကူ ਨੇ scale power ချင်း power set ချင်းတူပေမဲ့လုံးဝပါ Razer ပို Paris ဖြစ်တဲ့ ရယ်ဇာပူပြီးဘယ်ရက်ဖြစ်တယ်လို့ခံစားရတယ်။နောက်တစ်ခုချင်းစုံမန်ချင်းစုံမန်ဆိုလို့ရှိရင်ကျွန်တော်စီစုံမန်ကြည့်ခဲ့ချင်းစုံမန်ရဲ့ပါဝါဘာမှလည်းမဟုတ်ဘူး။လက်မှာလွှာကြီးလက်နှစ်ဖက်မှာလွှာကြီးခေါင်းကလွှာကြီးတကောင်တည်းပြောရရင်ကွာဟို wide range နေနဲ့ long range နေနဲ့ဘယ်တဲ့ဟိုဖြောက်ထားပါတနေ့နေ့ပြင်တော့မှာရာနေကိစ္စတော့ဒီကောင်ဒါအင်းနဲ့လွှိုင်းနဲ့ခုံမလို့လားဆိုပြီးတန်တရာဝင်ခဲ့ပြင်မဲ့အခုလဲရေဇေရဲ့ပါဝါအပ်နေတယ်ဘလို့မှအနာကက်လို့မရဘူးလို့ထင်ခဲ့ပြင်မဲ့ သူ့ရဲ့ power ကိုကတော့ God of War ကြီးတို့တုံးသွားတာ God of War ကြီးဒါနှစ်ချောင်းမျိုးတုံးသွားတာကြီးอ่ะ chain တို့တုံးသွားရင်စောက်ရင်တက်တယ်ပြောရင် character တကောင်ချင်းစီရဲ့ potential အနောက်ဘက်မှာဘယ်လိုထိကျမ်းလာမလဲဆိုတော့မှန်းလို့မရဘူးကွာဆိုတော့ moment နဲ့ moment နဲ့ဆောင်းရဲ့အရေးကြီးရယ်ခင်ဗျားတို့အလောင်းမအာရုံမဆိုင်နိုင်ဘူးအလောင်းမညံမမီဘူးဆိုလို့ရှိရင်ဒီကားကိုသွားမကြည့်ရကောင်းတယ်ဒီကားကိုဆက်မကြည့်ရကောင်းတယ်ပေါ့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 ကားရယ်ပဲကြည့်စိတ်ချမ်းသာရယ်ကြည့်ဆိုတော့ ဗီဒီယိုကဒီလောက်ပါပဲကျွန်တော်မှားတာကြီးမှန်တာကြီးကိုမင်္ဂဖတ်ပြီးသားသူတွေကကွန်မန့်မှာဝင် ထောက်သွားလို့ရတယ်ကျွန်တော်ဗီဒီယိုကြိုက်တယ်ဆိုရင် like and subscribe လုပ်သွားပေးလို့ရပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာကတော့ Razer ကကျွန်တော် live ဖတ်တဲ့လောက်က hybrid တော့ hybrid ပေါ့နော် ပြောရရင် immodern ni ni immodern ဖြစ်နေပါပြီ ဒန်ဂျီလိုမျိုး import ဖြစ်နေတဲ့ character တစ်ခုဖြစ်တယ်။ခင်ဗျားတို့ကိုယ်တိုင်မြင်ခဲ့ပြီးမှာပါ။ဘာလို့လဲဆိုတော့ Razer ခေါင်းကြီးပြတ်ထွက်သွားတာတော့မှဘလို့မှမတည်ရဲ့ character ဆိုတော့ yeah ကျွန်တော်တည်ရဲ့တော့မထင်သေးပါဘူး။မန်ဂါလင်းနေကိုသွားကြည့်ကြည့်တလောက်လဲ။မန်ဂါတော့မဖတ်ဘူး။မန်ဂါမှာဘာဖြစ်နေလဲတော့သွားကြည့်ကြည့်တလောက်လဲ။ Razer ကပြန်တော့ပုံမလာသေး။ဒါပေမဲ့တည်ရဲ့စုပြီလေ confirm မရှိသေးပါဘူး။ဆိုတော့ကျွန်တော်ကຫນူရပါ